တဏ္ဍုတူမေလျှောက်ပါရခင်ဗျာဗုဒ္ဓဘာသာဝင်တို့လက်ခံယုံကြည်ကိုးကွယ်နေသောအရှင်ဥပဂုတ်တယဟန္တာမထေရီထေရဝါဒဗုဒ္ဓဘာသာဝင်တန်ဃာတော်ဟုတ်မဟုတ်သိလို့ပါသည်ခင်ဗျာမဟုတ်ခဲ့ရင်တန်ဃာအမှတ်ဖြင့်ကိုးကွယ်နေသူများအကျိုးရှိမရှိအပြည့်ရမရဆက်လက်ကိုးကွယ်သင့်မသင့်ကိုသိလို့ပါသည်ခင်ဗျာလို့မေလျှောက်ပါရခင်ဗျာဥပဂုတ်တရှိမရှိဆိုတာနဲ့ပတ်သက်လာလို့ရှိရင် ဒါ historical point ပဲတရားဟာတော့တော့ဥပဂုတ္တဆိုရက်မြတ်စွာဘုရားရဲ့တပည့်သားတွေထဲမှာဘုရားပြိဋ္ဌိဘာဆန်တဲ့ခါမှာတန်ခါခုနှစ်သိန်းတက်ရောက်တယ်လို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဘွဲ့နာမဲ့သိတာ မတမ်းမနေပါနဲ့ဘွဲ့နာမဲ့စင်ရင်ထုတ်ပြနိုင်တာနည်းနည်းလေးပဲရှိပါပါနာမဲ့စင်ရင်မထုတ်နိုင်တာတွေအများကြီးရှိတယ်ဒီဂုတ္တဆိုရက်စကလုံးတွေကတော့အိန္ဒိယနိုင်ငံမှာမှဲ့လိမ့်မဲ့ထားရှိတဲ့အရာဝတ္ထုတွေပါ ဥပကုတ္တဆိုတာရဲ့အကြောင်းကိုတော့ထေရဝါဒကျမ်းဂန်ဒီမှာမပါသလောက်ပါပဲပါတာကတော့ဓိပြဝါဒနာဆိုတဲ့ကျမ်းမှာဥပကုတ္တရဲ့ထုံပတိပါတယ်လို့တသင့်ကြားဖို့ပါတော့တက္ကရာကျမ်းတွေကလာတာလာသည့်အတွက်ကြောင့်မပါဘူးမရှိဘူးလို့ရှိတယ်မရှိဘူးဆိုတာကဒီဟာနဲ့ပတ်သက်ပြီးတော့အငင်းမပွားတတ်တဲ့ပြဿနာတစ်ခုပါအငင်းမပွားလိုက်တာကိုသွားပြီးတော့အငင်းပွားနေလို့ရှိရင်အကုသို့ဖြစ်မှာပဲရှိပါတယ်။ဘာမှအကျိုးရတစ်ခုရလက်ဖြစ်မှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ွယ်မှုနဲ့ပတ်သက်လာလို့ရှိရင်ကတော့ဘာအတွက်ကိုယ်ွယ်တာလဲရှင်ဥပုဂ္ဂိုလ်ကိုယ်ွယ်တာဘုန်းကြီးတို့သိတာတော့မိုးတားတဲ့အခါရှင်ဥပုဂ္ဂိုလ်ရေနဲ့လောင်းတာတော့တွေ့အဲ့တော့မိုးတားပါတယ်ဆိုမှရှင်ဥပုဂ္ဂိုလ်ရေနဲ့လောင်းတော့သူကြတော့ရွှဲရွှဲဆိုကိုယ်ကြတော့မိုးရွာမှာကြောက်ဆိုတော့ဒီအားတော့လည်းတဘာဝမကြသေးဘူးအဲ့ဒါလေတဘာဝမကြတဲ့အလုပ်တွေကတော့လောကမှာအများကြီးပဲပေါ့နော်အဲဒီပြဝါဒနာဆိုရင်ကျမ်းထဲမှာလို့ဆိုတယ်အာတောကမင်းကြီး ဒီအလှူတန်းလှူတဲ့အခါမှာရေပြမောက်7000လေးတောင်ရေကမောက်7000လေးတောင်စေဒီကောင်း7000လေးတောင်ဒီတဲ့အခါမှာမန္တရဲ့အနောက်ဆက်ကိုရှုပုဂ္ဂုကတကိုးနဲ့တားပေးတယ်ဒါအရိခေကရှုပုဂ္ဂုတ္တဆိုရှိကျင်တဲ့ရှိမှာပေါ့တန်ဃာတွေအများကြီးတွေကနေပြီးပုဂ္ဂိုလ်တူပဲအဲ့တော့မရှိဘူးလို့လဲပြောเสียမလို့ဘူးပေါ့မရှိဘူးလို့လဲညင်းเสียမရှိဘူးဘာလို့လဲဆိုတော့ဒါ historical point ပဲ historical point historical point ဆိုတာကမှတ်တမ်းဆိုတာရှိချင်မှရှိတယ်ခါလေးကြတော့မှတ်တမ်းမရှိရင်မရှိရဘူးလို့ဒီလိုပြောလို့မရဘူးဒါမှတ်တမ်းငွေနာနည်းနည်းလေးပဲရှိတယ်မှတ်တာနည်းနည်းလေးပဲရှိတယ်လေဒီမှာတာဝတိကြီးမှာလူဦးရေခုနှစ်ကလေးရှိတဲ့ထဲမှာမှတ်တမ်းဝင်တဲ့လူနာမည်နည်းနည်းလေးပဲရှိတာပဲဗမာပြည်မှာလည်းပုဂံခေတ်ကလူတွေအများကြီးရှိတာပဲမှတ်တမ်းဝင်တာလူသိတာနည်းနည်းလေးပဲကျန်စစ်သားတို့ငလုံးလက်ဖယ်တို့ငထွေယူးတို့အလောက်လောက်ပဲ ညာဥပ္ပီတို့ဓာမျိုးလောက်ပဲသိတာဒီတိပြင်းလူတွေသိမှမသိပဲနဲ့အဲ့တော့မရှိဘူးလို့ပြောလို့ရလဲမဖြစ်နိုင်ရှိတယ်လို့လည်းပြောဖို့ရအထောက်အထားမရှိနိုင်ဘူးရှိနိုင်တယ်လို့တော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ခိစ္စက်စက်မှာယဟန္တာတွေဆိုပေါ်နေတာအဲ့တော့ကိုယ်ပဲမှုဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ကတော့သူ့ရဲ့သီလကုံသမာဓိကုံကိုအာရုံပြုပြီးတော့ကိုယ်ဝဲတာကတော့ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအပြစ်မဖြစ်နိုင်ဘူးဒါကယဟန္တာပုဂ္ဂိုလ်တစ်ပါးအနေနဲ့ကိုးကွယ်တာဟုတ်ကိုးကွယ်ကြတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့သီလကုံသမာဓိကုံကိုးကွယ်လို့ရှိရင်ဘာဖြစ်ရင်ကိုးကွယ်လို့ရအပရံကျမ်းထဲမှာရသော်ဗျာကိုးစားဆိုပြီးတော့ဘောဓိပင်ကအပွေးကလေးကိုဖျားကိုးစားဆိုပြီးတော့ခွန်လေးအခောက်ကလေးဘောဓိဘောဓိပင်ရဲ့အခောက်ကလေးကိုဖျားအမှတ်နဲ့ကိုးဝယ်တာသဲပုံလေးကိုစုပြီးတော့သဲပုံစည်တည်ပြီးတော့ကိုးဝယ်တာသဲပဲအမှန်ကသို့တော့ဖျားလို့စိတ်ထဲမှာထားပြီးတော့ ပုဇောပတ္တရင်ကုသိုလ်ရသေးတာပဲအပါဒံထဲမှာဒီပုလိနထုပသဲဝံစေတီတည်ပြီးတော့ဒီကိုယ်ခွယ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာကောရောဘုရားလက်ထက်မှာလာပြီးတော့ကြွတန်းဝင်တာတွေရှိတာပဲအဲ့တော့အဓိကကတော့ဘာလို့ဆိုကိုယ်ဖယ်သူရဲ့စိတ်နေသဘောဓာတ်အဓိကကျဘာအတွက်ကိုယ်ဖယ်တာလဲလက်လက်ပါလိုချင်လို့ကိုယ်ဝင်တော့အဲ့ဒါလက်လက်ပါရချင်ရမယ်မရချင်မရဘူးဒါတော့ तू ကလက်လက်ပါတင်ဆုံးမှာပဲဒါကတော့ကုသိုလ်အတွက်မဟုတ်ဘူး तू ကိုယ်ဝင်တာကလက်လက်ပါအတွက်ကိုယ်ဖယ် လက်နှပါအတွက်ကိုယ်ွယ်လို့သူရခြင်းရမယ်မရခြင်းမရဘူးဒါကုသိုလ်တော့မဟုတ်ဘူးနော်။ဩယန္တာအဖြစ်နဲ့သီလကုံသမารီကုံပညာကုံတွေကိုလေးစားပြီးတော့ပူဇော်ပြီးတော့ကိုယ်ွယ်တယ်ဆိုရင်ရှင်ပုဂ္ဂိုလ်ကိုယ်ွယ်ကိုယ်ွယ်တခြားပုဂ္ဂိုလ်ကိုယ်ွယ်ကိုယ်ွယ်အပြစ်မရှိဘူး။ကုသိုလ်ရတယ်ကုသိုလ်ရနိုင်ဒီတန်ခါနဲ့ပတ်သက်လာလို့ရှင်မြတ်စွာဘုရားကတက္ကိဏဝိဘေငါတော့မှဟောထားတာလေးတခုကိုတတိထားစရာလေးပေါ့။နောက်အနာဂတ်မှာ ခွတ္တဘူးလို့ဆိုတဲ့ခွတ္တဘူးဆိုတဲ့စကားလုံးကခွတ္တရဆိုတာအနှွဲကိုပြောတာဘူးဆိုတာဖြည့်စည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရတယ်ဖြည့်စည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရတယ်ပေါ့အဓိပ္ပာယ်နှစ်ခုထက်အဲ့ဒီမှာသာသနာတော်နောက်ပိုင်းမှာအာနေပြီပျောက်ွယ်လူနီးသွားတဲ့အချိန်မှာတဲ့ရဟန္တာငါတွေဟာကာတာဝခန္ဓာသင်္ကန်းရောင်လေးကိုလက်ဘဲမှာစီးထားလက်ကတိုင်လေးလိုအမှတ်အသားလေးတစ်ခုပဲကျန်တော့မယ် ကျန်တာကလူဘုလူစားဓာတိကနေခင်မှာကိုပဲခွန်ကြီးတို့သီရိလင်္ကာမှာနေတော့ကဒီစင်ဗုဒ္ဓဇင်းနဲ့ပတ်သက်ပြီးတော့လာပြီးတော့ပို့ချတယ်ကျွတူကပါမောက္ခတရားကျွတူကပါမောက္ခလာပြီးတော့ပို့ချတယ်အဲ့ဒီပါမောက္ခကသူကခွန်ကြီးတဲ့ခွန်ကြီးလို့သာပြောတယ်သူကဘိုကေနဲ့ဘောင်းမီရှင်နဲ့အင်ကြီးနဲ့ခွန်ကြီးအမှုရာတစ်ခုမှမတွေ့ရဘူး ဒါတော့သူ့မှာ reverend ဘုန်းကြီးဆိုပြီးတော့ဒီကျွတ်တော်ကဘုန်းကြီးတွေမှာရှင်ဘုဒ္ဓသည်နဲ့ပတ်သက်ပြီးတော့နာကိုချသူ့ကိုသူဘုန်းကြီးတယ်ဘုအဲ့ဒါမျိုးတွေရှိတယ်လို့ဒါဒါအစပြောတယ်လို့ခေါ်တာပေါ့နော်ဘုန်းကြီးတွေဝန်ဆောင်တဲ့တခြားစီဖြစ်သွားပြီအဲ့တော့ထားတော့အဲ့မြတ်စွာဘုရားကဟောထားတယ်ရှင်ကာတာဝခန္ဓာသင်္ကန်းရောင်လေးက လက်ဝဲမှာပဲစိတ်ထားတာရှိမယ်ပေါ့တဏ္ဍာတွေကလူဝလူစားဖြစ်သွားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတောင်မှပဲတဲ့သံဃာကိုယ်စလဲသံဃာကိုယေစုပြီးတော့လှူမယ်ဆိုလို့ရှိရင်ကုသိုလ်ရရတယ်မြတ်စွာဘုရားဟောထားပါတယ်ဘုရင်တန်းကိုကြည့်ရင်တက္ကိတဝိပင်္ဂတော့ကိုဖြစ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတာရှိတယ်တန်ဃာကိုကိုကယေစုတာကတန်ဃာကိုယေစုတာသူကကိုယ်စလဲပဲသူ့ကိုယေသူ့ကိုလှူတယ် တန်ဃာကိုယေစုပြီးတော့လှူလို့ရှင်ရင်တဲ့တန်ခိကဒါနာဖြစ်တယ်လို့မြတ်စွာဘုရားဟောထားပါတယ်။အဲဒါကိုယ်ကိုယ်ပူဇော်မှုဆိုတာပူဇော်တဲ့ပုဂ္ဂိုလ်ကိုယ်ကိုယ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားပေါ်မှာများစွာတည်ပါတယ်။ဘာအတွက်ကိုယ်ကိုယ်တာလဲ။ဘာရည်ရွယ်ချက်နဲ့ကိုယ်ကိုယ်တာလဲဆိုတာပေါ်မှာမူတည်တယ်။ကိုယ့်ဘက်ကပို့ပြီးတော့အဓိကကြတယ်။လှူဒန်းမှုကိုယ်ကိုယ်မှုဒီကိုယ်ကိုယ်သူနဲ့ပို့ပြီးတော့သက်ဆိုင်တယ်။အကိုယ်ပဲခံရတဲ့ပုဂ္ဂိုလ်ကဆိုပါစို့ကိုကကိုယ်ဝေတာက ုဂ္ဂိုလ်တရားကိုယဟန္တာထင်ပြီးတော့ကိုးဝယ်တယ်။သူ့ရဲ့သီလသမာဓိကိုရည်စူးပြီးတော့တန်ဃာရရဲ့ကိုယ်စလဲအနေနဲ့ကိုးဝယ်မယ်ဆိုရင်ကိုးဝယ်လို့ရတယ်။သို့သောဒုတိယကိုသီလရှိတဲ့ပုဂ္ဂိုလ်လို့ထင်နေတဲ့အထင်ကတော့ဒါအမှားရဲ့အထင်ပေါ့။ဒီတကယ်ဒီပုဂ္ဂိုလ်ဟာသီလရှိတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုယူဆပြီးတော့ကိုကိုးဝယ်တာတော့ကိုယ့်အတွက်ကတော့ဘာမှမေတ္တာဆုံးရှုံးနေရတော့မရှိဘူးပေါ့။ ကိုကသီလရှိတဲ့ပုဂ္ဂိုလ်သူ့ရဲ့သီလကောင်းသမားလေးကိုကိုးကွယ်တာဟုတ်အဲ့တော့သူ့မှာမရှိလို့ရှိရင်ကိုကိုးကွယ်တဲ့ဟာကဒီကိုကတန်ဃာတွေကိုဥတီပြီးတော့အာယုံကိုသူတူတဲ့အာယုံမပြုတ်ဘဲနဲ့အစဉ်အဆက်ကိုအာယုံပြုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုကိုးကွယ်မှုကပုံတန်မျိုးရှိလာတာဖြစ်ပါတယ်အဲ့လိုဒါကြောင့်မို့တန်ဃာကိုကိုးကွယ်တဲ့အခါမှာသီလဝန္တာလားဒုသီလလားဆိုတာမသိနိုင်တဲ့အတွက်ကြောင့် မြတ်စွာဘုရားကတန်ခါကိုကိုးဝယ်တာဟာအကောင်းဆုံးပဲတန်ခါဆိုဒီမှာခေါဏကအစင်ဆက်မြတ်စွာဘုရားရဲ့တပိသားတာဝကတွေကိုဆိုလိုတာပါပုဂ္ဂိုလ်တူဦးညီညွတ်တာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့တန်ခိကဒါနမြတ်တယ်လို့ဒီလိုဟောတာဖြစ်တယ်ဒါကြောင့်ကိုးပဲခုပုံမှာအချိန်နေဘူးတည်ပြီးတော့စိတ်နေသဘောထားမှာတည်ပြီးဒီဒါနကောင်းမှုဆိုတာဟိုအကျိုးပေးမှု၊ကွယ်ပြားချမ်းသာမှုတွေရှိပါတယ်အဲ့တော့ဘုန်းကြီးတို့သတိထားကြတဲ့ခုက ရသောအဖြစ်လူတွေကဟိုပုဂ္ဂိုလ်ရွေးချယ်ပြီးတော့လူရတယ်မလူရဘူးမဟုတ်ဘူးလူရပုဂ္ဂိုလ်ရွေးချယ်တာရွေးချယ်တယ်နော်လက်ဆော့ပြားကိုယ်တိုင်ကလည်းဟောထားတယ်အဲ့ဒီထဲမှာလူသူနဲ့ယူသူဘယ်သူကအဓိကကြလဲဆိုရင်လူသူကအဓိကကြပါတယ်လူသူကအဓိကကြဘာဖြစ်လို့တော့ဆိုကုသိုလ်စိတ်ဆိုတာဘုသူတဏ္ဍာမှာဖြစ်တာတော့အလှူကံပုဂ္ဂိုလ်ရဲ့စိတ်မှာဖြစ်တာမဟုတ်ဘူးနော်လူတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာ အဲ့တော့ကိုယ်တန်တမာဖြစ်တဲ့စိတ်ဖွင့်ပြိုးဖို့အမြဲတမ်းအရေးကြီးတယ်ဗော။ဆိုပါစို့ဝိတန္တရာမင်းကြီးကဇူဇဂါပုံနာကိုလှူတယ်ဆိုတာဇူဇဂါပုံနာဆိုတာဒုတိယလပဲငါးပါးတိလမှာမလုံတဲ့လူပဲ။ငါးပါးတိလမှာမလုံတဲ့လူကိုသာသမီတွေကိုလှူလိုက်တဲ့ဘုရားလောင်းဝိတန္တရာမင်းကြီးရဲ့စေရနာဆွမ်းအားတွေအမြဲတမ်းကြီးမားလို့မြေငရင်တောင်တုံလိရသေးတယ်လေ။ဒါလူကပုဂ္ဂိုလ်ကဘယ်လောက်ညံ့ညံ့ကိုယ်စေရနာဆွမ်းအားတွေထက်လို့ရှိရင်တော့ ကျိုးရှိပါတယ်လို့ဒီလိုပဲမှတ်တယ်ပါ